မင်္ဂလာပါကလေးတို့ရေဒီနေ့လေ့လာရမှာတော့ခခွေးဖြစ်ပါတယ် ခပြီးအခရာပြီးကပြလေးကိုနားထောင်ပြီးသွားဆိုရင်ခပြီးရဲ့နာမည်နဲ့အတန်လေးကိုပြောကြည့်အောင်နော်အမည်ကခခွေအတန်ကခအမည်ကခခွေအတန်ကခခပြီးစလုံးဆက်ဆက်တဲ့စကားလုံးလေးလေးကြိုက်ပြောကြည့်အောင်နော် ခခရီပန်ခခွေခခဲတန်ခခမောက်ကဲပုံလေးတွေအယောင်ရှယ်ကြည့်နော် ခခွေးကိုဖြဆွဲရင်တချက်တို့ကတချက်ပဲဆွဲပါတယ်အပေါ်ကနေစပြီးတော့ဆွဲပါတယ်အပေါ်ကနေအဆန်ခတ်တဲ့ ठी တချက်ထဲဆွဲပါတယ်တချက်ခခွေးခခခွေးပြီးအဆွဲလေးကိုမှတ်မိသွားအောင် ရုပ်ပုံမှာအယောင်ရှည်ပြီးတော့ဒီကျင်အောင်နော်အပေါ်ကနေစဆွဲလာပြီးတော့အဆန်ခတ်တဲ့ ठी တချက်ထဲဆွဲပါတယ် ပြီးလို့ရှိရင်ဒီ share တို့မြင်းကွက်ထဲမှာလွတ်လွတ်လပ်လပ်အရေးလေးကျင့်ကြမယ်ခခွေးပြီးအစွဲလေးကိုခခွေးခခွေးခပြီးလို့ရှိရင်စလုံးလေးဒီပေါ်မှာထပ်ပြီးတော့လေးလာလေးကျင့်ကြည့်မယ် နောက်တစ်ချက်ခခွေခခွေခဒါပြီးရင်လေးချောင်းမြင့်နဲ့မှာ လေးလာလေးချင်းကြည့်ရအောင်နည်းနည်းအပြင်ထွက်နေလို့ပြန်ဆွဲကြည့်ပါမယ်အပေါ်အပြာနဲ့အောက်အပြာရဲ့အထဲမှာပဲဆွဲရပါမယ်အပြင်ထွက်လို့မရပါဘူးခခွေ ရှယ်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါ